1980ပြည်နှစ်ဝန်းကျင်လောက်ကရရတိရောက်ရင်တော့လုံချုံရေးမိခင်တွေရဲရွာတိုင်းလိုလိုဖွဲ့ကြပါတယ်ကျွန်တော်နေတဲ့ထမ်းမင်ကောင်ရက်ကွက်မှာလည်းအရှိမိခင်နဲ့အနောက်မိခင်ဆိုပြီးတော့လုံချုံရေးမိခင်နှစ်ခုလည်းရှိပါတယ်ညာတိုင်းမှာကဲမှုတယောက်နဲ့အဖွဲ့ဝင်6ယောက်ဟာအားလုံးပေါင်း9ယောက်ကဲနေကင်ခွဲပြီးတော့တာဝန်ယူရတယ်ကဲဆောင်တဲ့ညတွေမှာတော့တခါတရံရက်ကွက်ထဲကစေတနာရှင်တွေကစားတောက်ဖွဲ့ရတဲ့နဲ့အခန့်ကျွေးမွေးကြပါတယ်မှတ်မှတ်ရရပြောရရင်တော့တညာ ထမင်းကုံနှစ်လန်းကဦးဘိုးယုံကွယ်လွန်ဝိသားစုတရားစိတ်ပဲကလာဟင်းချက်ပြီးတော့ကဲအဖွဲအားလုံးကိုကုသိုလ်ပြုတယ်။ဒေါ်အေးကြီးရဲ့ငါးလန်းမိသားစုကလည်းအုံတို့ခေါဆောင်နဲ့ကုသိုလ်ပြုတယ်။လမ်းပေါင်းရှစ်လန်းရှိတဲ့အနက်မှာတလန်းလန်းကတော့တစ်ခုခုနဲ့ကုသိုလ်ပြုကျွေးမွေးလေးရှိပါတယ်။အကျွေးမွေးမရှိတဲ့ညတွေရောက်ခရင်လဲကို့အစီအစဉ်နဲ့ကိုကာသသားတွေဟာထမင်းချက်ကြတယ်။အင်းကနေစံနိုးစီဘူးနှလုံးစီယူလာကြပြီးတော့ဆံမပါတဲ့သူတွေကတော့ပတ်စံထဲတယ် စေတက်နိုင်တဲ့သူတွေကတော့စေထက်တယ်။ရလာတဲ့ပစ္စည်းနဲ့တဏှာတစ်ကြိမ်ကင်လှည့်ကြတယ်။ပြီးတဲ့ခါမှာတော့ကင်လှည့်တဲ့ပြီးတဲ့ခါတက်တာမှမဟုတ်ဘဲဝဲပြီးတော့တကောင်ထမင်းချက်စာကြပါတယ်။ရေရိုးသသာပြောရရင်တော့လူငယ်တဘာဝတစ်ခါတည်းအတော့စားလဲပါတယ်။ဒီချိန်ကကျွန်တော်အဖွဲမှာကင်မှုကကုံဝင်းမောင်ဖြစ်ပါတယ်။အဖွဲဝင်ကင်သမားတွေဟာကျွန်တော်ကိုအေးကျူကိုအောင်ရွှေကိုတောင်းညော့တခြားနှစ်ဦးလည်းဖြစ်ပြီးသူတို့အားလုံးကတန်လျင်မှာ ဒီနေ့အထိတက်ရှိတင်ရှာနဲ့ရှင်းနေကြပါရစေ။ရဲရွာတာရေးနာရေးမှာလည်းအရက်ပြဇက်ပွဲပျော်ဝဲရှင်မဲမှာကျွန်တော်တို့ကအမြဲတမ်းပဲပါဝင်ကြပါရစေ။ပြောရရင်တော့ကိုယ့်လူတွေကိုကိုယ့်ရက်တာမကမြို့ကပါတည်ကြတယ်။ပြောချင်တာကလူငယ်ဆိုတာ နာနာဘဝတို့ဂံမီရတို့ဗရဝိညာဉ်တို့ကိုတိတ်ပြီးတော့အလေးနဲ့ယုံကြည်လက်ခံမှုမရှိကြဘူး။ဒီလိုညာတိုင်းမဲ့အငင်းခုံလည်းရှိကြပါရစေ။လှည့်ကင်းဖွဲ့တွေနဲ့ဆုံးမင်းတော့ရှေ့လူကြီးတွေရော ခေတ်လူကြီးတွေပါပါဝင်ကြတာမို့လို့စကားဝိုင်းကကမ္ဘာနိုင်ငံရေးကနေဘာသာရေးကိုရောက်အဲ့နောက်ယာစဝင်ကိုပြန်လဲနောက်ပြီးတော့ပရဝိညာဉ်တဲ့အကြောင်းကိုရောက်သွားတကြပါတယ်ဝိညာဉ်တဲ့အကြောင်းကိုရောက်ရင်တော့အတိုက်ခံအငင်းတန်သူဟာကိုအေးကျူသူဟာခေတ်ပညာတတ်စာလဲဆောင်အောင်ဖတ်တယ်လို့အားပေါင်းအရင်လဲကောင်းတယ်သူကပရဝိညာဉ်အကြောင်းကိုလုံးဝအယုံကြည်ရှိသူမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဖွဲ့ထဲမှာတော့ဂမ်မီယာဆေးဆရာပေါ့ဆတ်တယောက်လဲပါဝင်တယ်သူ့အမိကကိုအောင်ရွှေ ကွန်ရှိကတော့ AI ခလဲလက်ဖွဲ့ကိစ္စတွေကိုယုံကြည်တယ်။တခါတခါသူ့စီကပစ္စည်းစံတွေကိုမြင်ရတယ်။ဥပမာတိုက်နွားတိုက်ပတ်တော့ဂံမီယမြုံစတဲ့ပစ္စည်းတွေလည်းဖြစ်ပါတယ်။ပစ္စည်းတွေရဲ့ထူးခြားအံ့ဩဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုပုံတို့ပတ်စတွေသူ့ရဲ့ကိုယ်လေးဖြစ်ရတဲ့နဲ့ပြောပြတဲ့အခါအယံကိုစိတ်ဝင်စားစရာလည်းကောင်းတယ်။တနည်းပြောရရင်တော့ကွန်ရှိကပယောကဆရာပေါ့စာဖြစ်ပါတယ်။ကျွန်တော်တို့အရှိတ်ဘက်ထိတ်တခုမှာတော့အားတကကြောင်းတစ်ကြောင်းလည်းရှိတယ်။အဲ့ဒီ စာတင်ကျောင်းရဲ့ပြန်ပတ်လမ်းနှေးဘေးမှာထမ်းမင်ညင်အောင်လဲရှိတယ်။တပင်နဲ့တပင်ဟာဆယ်ဘေးကန်ချပြီးတော့ကိုအောင်ရွှေနဲ့တက်ကြီးဝါကြီးတို့ရဲ့တရိပ်ပေးကြရဒီထမ်းမင်ညင်အောင်ဟာကျန်းတယ်လို့ဆိုတယ်။တောင်ဘက်ထမ်းမင်ကတော့လုံခဲ့တဲ့အနည်းငယ်ကန်ကအညာသာထမ်းတဲ့တမကိုငတဲ့ကြီးဆိုသူအမေမောကပြုတ်ကြပြီးတော့တေဆုံးခဲ့တယ်။အဲ့ဒီဘက်မှာပဲအဆောင်ဖြစ်နေတယ်လို့အားလုံးကဆိုကြတယ်။ကိုငတဲ့ကြီးတေဆုံးပြီးတဲ့အချိန်ကစလို့ဒီအပင်ကိုဘယ်သူမှထမ်းတက်လို့မရဘူး။ဟိုရင်တော့ကတော့ထမ်းရည်လိုက်နေတယ် အရသာကချိုခါပြင်းတချို့ကထိုင်းရဲ့ချိုခါပြင်းအရန်ကိုကြိုက်တယ်ဒါကြောင့်ကိုငတကြီးတစေဘွားနဲ့တောက်ပြစ်တယ်လို့ပြောကြတယ်တတိကောင်းလာပါတယ်ဆိုတော့ထန်းတက်သမားတွေအဲ့ဒီအပြင်ဆိုရင်တော့လက်ရှောင်ကြတာကများပါတယ်အပေါ်ရောက်ရင်ညီတန်ကြီးကြလို့ပြန်ဆင်းပြေးရတာကအများဆုံးလို့ဆိုကြတယ်အဲ့နောက်ပိုင်းမှာဒီအပင်ကဘသူမှမတက်ရတော့ဘူးအပင်အောင်မှာအပေါ်ပါသွားတာကိုတော့မကြိုက်ဘူးသွားခဲ့ရင်လည်း၆လနဲ့အိမ်မက်ဆိုးတွေမှတ်တယ်အကျိအဲ့ထမင်းနှစ်ပင်ကြမှာ ကင်းတဲ့ထိုးခဲ့ဘူးလေကိုရင်သူတပ်ဖို့ဆရာတို့ဟာသူ့အလှဲ့ကင်းကြလို့သူ့လူတွေကင်းလှဲ့သွားနေတော့ကင်းတဲ့ပုံမှာအိပ်ပျော်သွားခဲ့တယ်သူ့လူတွေကမှတော့ကင်းတဲ့ပုံမှာသူကရှိမနေပဲနဲ့ကင်းတဲ့နဲ့ဆေးပေးကန်ဝေးတဲ့ကုတ်ကုတ်ပင်အောက်ကိုရောက်နေတာသူ့လမ်းပြန်ပြီးအံ့ဩသွားတယ်သူဟာသူ့အိတ်နေတော့သူ့ရဲ့ရဲဘော်တွေမားရှုတယ်လို့တန်တရားဝေးပေမဲ့သူ့ဒီလောက်ကြီးအဲ့အိတ်မကြီးမှန်းသူ့ကိုသူလည်းသိတယ်စဉ်းစားနေတဲ့စက်သိမ်းမုန်းကြီးနဲ့ထလာတယ်တခြားလူတို့ချို့လဲမကြခနာဆော့တယ်လို့ ဒီလိုဖြစ်မျိုးတွေကြုံခဲ့ဘူးတဲ့တခါတခါလှုံ့နှိုးအတန်ပြူတန်ကြပြီးတော့ထပြီးမိထိုးရှာရင်အနားမှာဘယ်သူမှမရှိသလိုနောက်အခါဘယ်သူမှတယောက်တည်းကင်းဆောင်မရဲတာကြောင့်ဒီကင်းထဲကိုထမ်းမင်ကုန်နှစ်လန်းထစ်ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်ပြောရမယ်ဆိုရင်တော့ဒီကိစ္စကကျွန်တော်တို့အမားတွေလည်းများတယ်ကျွန်တော်တို့အေးဂျီတို့ကပါဇက်သေးကိုအရေးလေးနည်းနည်းဝင်တော့နှုတ်ကြမ်းဇေယျကြံကြပါတယ်။သကောင်ထမင်းချက်ပြီးမပြောရွေးတည်ခင်လို့ထမင်းစားကြရင် အယုံကြည်ပြီးတော့ကြောက်တတဲ့ပယောကဆရာပေါ့စားကောင်ရွှေနဲ့ရွှဲတဲ့နေနဲ့အေဂျူဟာသူ့ငပြောပတ်ထမင်းပကံကိုကင်မပြီးတော့ကဲကဲကဲအစိမ့်တွေတွေအကြက်တွေတွေတရေတိတရေမအစိမ့်တွေတက်ခုလက်မုတ်ဆိုးပုံမုတ်ဆိုးမကြက်အိုကြက်နာကြက်ကန်းနေတဲ့ဥစ္စာဆောင်ပေါ့တို့အခုတိုးတက်နေတဲ့ခကြီးတွင်တက်ရှိထင်ရှားရှိနေကြောင်းမှန်ကန်ပါကအေဖေကိုနဲ့ထမင်းတဝိုင်းနဲ့ပကံနဲ့လက်ရည်တပင်ဒီလာရောက်ပြီးတော့မင်းချက်စွာစောက်တော့ကြပါလော့ကလက်ထိုင်းဖြာခဲမပေးနိုင်တာကို ခွင့်လွှတ်ကြပါကုန်တော့ပြေးပြီးလာကြပါတော့ဒီလိုပြောလိုက်ရာကိုအောင်ရွှေမျက်လုံးပြည့်မျက်စံမျိုးဖြစ်သွားတယ်ဟဲ့ကောဒါကနောက်ဆရာမဟုတ်ဘူးကွာနောက်တာမဟုတ်ပါဘူးကောင်ရွှေရာတကယ်ခေါ်ကျွေးနေတာဗျရှင့်လာစားလိုက်မယ်ပျော့ပျော့ပပပေါ့ကွာမရှင့်လာမှာမဟုတ်ဘူးမင်းကပါလေကြောက်နေလို့လားကြောက်ရင်အိမ်ပြန်အိတ်ကွာငါကြောက်လို့ပြောနေရမှာမဟုတ်ဘူးအေကျူငါမှာအဆောင်ရှိတယ်ကွာမင်းတို့အတွက်စိုးရင်လို့ပြောနေတာ ဒီမှာနေမယ်ကျွန်တော်ကအမြင်ကက်ကက်နဲ့ကဲမလိုပါဘူးကွာလာစားကြမယ်ဒီလိုနဲ့ပဲစားကြတော့ကြတယ်ဘယ်ဝဉ္ဉေလောကသားမှလည်းလာမစားစားတော့ပြစီတဲ့ကအေးကျူကအယိုးရင်တွေကိုဖတ်နေဆွတ်ထုတ်တယ်ကဲကဲဂုံတရရှိကျွန်တော်တို့ပုံကုံမျိုးနဲ့တထိုင်နဲ့စားရတာ အာနာစောရင်နေလေရော့ဗျာစားခြင်းစားခြင်းအယိုးတွေကို ကျွတ်တူကရဲရဲရော်ရော်ကြွေးပါလေဗျာစားကြတော့ကြပါအဲ့လိုသူကရွတ်လေအောင်ရွှေကပို့ပြီးတော့စိုးရင်ကြောက်လန့်လေဖြစ်လာတယ် ဘာမှမကြလိုက်။တကောင်ကျော်မှရှေးလျားလုံးနဲ့ဆွဆွငယ်ငယ်ခွဲဦးတန်ကြီးဟာကျွန်တော်တို့နဲ့တခေါက်လောက်စီကနေ6666ပဲထွက်ပေါ်လာခဲ့တယ်။မကြခင်မှာတခြားခွေးတွေကပါဝိုင်းပြီးတော့ဥလာကြတာကြောင့်အယုံကြည်မရှိဘူးဆိုတော့ကျွန်တော်တို့မှစက်တိမ်မွှင်းကြီးနေဖြန်းကနေကနေအောင်ထလာတယ်။ကိုအောင်ရွှေကတော့ဖျားစာတရားစာတွေကိုရွတ်တယ်။နှက်စလေးပစ္စည်းနဲ့လက်ညှိုးထိုးပြီးတော့စေးချတယ်။အဲ့ဒီအရွေးတိုက်စမ်းသပ်မှုမျိုးကကျွန်တော်တို့ကင်းအလှည့်ကြတဲ့ညတွေမှာမကြခနာဆယ်လို့ပြုတ်မှုလေးရှိပါတယ်။ ကော်ရွှေကတော့ပြောပါတယ်။မင်းတို့ဘုံကံမြင်းတို့ကတော့ဘာမှဖြစ်ဘူးကွာ။အေးကံနေတဲ့အချိန်ရောက်ရင်တော့မင်းတို့လူကောင်မပြောနဲ့ကွာ။အနောအထာမင်းတော်မှာနှက်ကြွဲခတ်လို့တေးရတာ။ကံနေရင်ပြန်တို့ပြီးတော့မြေကြီးရောင်းစားမှာပေါ့ကွာ။ဒီလိုပြောပြီးကျွန်တော်တို့တွေတဟားဟားနဲ့ဝိုင်းရကြတယ်။ဒီလိုနဲ့သူပြောသလိုမကြခင်မှာပဲကံနေတဲ့အချိန်ကိုကျွန်တော်တို့တွေရောက်ရှိလာခဲ့ပါတယ်။ပညာအချိန်က7နာရီကကင်းလဲကနေပြန် ထုံးစံတိုင်းပဲပယောကဆရာပေါ့စားလေးကိုအောင်ရွှေတယောက်တစေတရေတွေနဲ့သူကြုံခဲ့ရဘူးတဲ့သူ့ရဲ့ဆရာကိုကန်းနေဆဲကိုတွေကြောင့်ပြောပြတယ်သူပြောတိုင်းအေဂျူကလူနောက်ပြီးပြီးအရှုံးဖောက်သွားတယ်ကြတော့ကိုအောင်ရွှေစကားအကောင်ပြောလို့မရတော့ဘူးပြည့်ရဲ့ပြူတယ်စကားဝိုင်းမှာပေါတတော်ပေါတတော်ဖြစ်လာတယ်ဒါကြောင့်သူလည်းဒေါသလည်းထွက်လာတယ်မင်းကတကယ်မယုံဘူးလားအေဂျူငါကလက်တွေ့သမားကွာ ါဆိုကွာမင်းနဲ့ငါလောင်းကြီးတခုလောက်ကြမလားစိန်လိုက်လေကွာကြာမဲထရင်ဇုံးတော့မှမတက်ဘူးကွာအေးကျူဒီမှာဟဲ့ကဟိုးမှကြည့်အဲ့ဒါထမ်းကြီးနောင်ပဲတောင်ဘက်ကပင်ကဥငတ်တကြီးအပင်ပေါ်ကကြပြီးတော့တေးပြီးတော့အဆောင်ဖြစ်နေတဲ့အပင်လို့နာမည်ကြည့်တယ်ဒါကောမင်းလည်းသိတာပဲအဲ့ဒါကောမင်းယုံလားငါ့ကိုယုံအောင်လို့မင်းကကိုထင်ပြခိုင်းနေကွာဒီပြောကြောင်ပဲကိုအောင်ရွှေပို့ပြီးတော့ကျွဲမိတိုးသွားတယ် ကိုထင်ပြခိုင်းစရာမလိုပါဘူးအေဂျူယာမင်းတတိရှိတယ်ဆိုရင်တော့မယုံဘူးဆိုရင်ဒီည7နာရီတကောင်တိတိမှာအဲ့ထမင်းကိုမင်းထုံသွားကွယ်ပြီးရင်ကိုဝင်းမောင်ရဲ့တကောင်နဲ့အဲ့ဒီထုံကွယ်အလဲဆောင်းဘဟုတ်ကိုဒါဆိုင်ခဲ့ဘယ်နဲ့လဲအဲ့လိုငါကလုံပြနိုင်တော့ကိုဆရာကဘလို့များစုချနိုင်မှာလဲဟမ်ရမင်းလုံနိုင်ခဲ့ရင်တော့နောက်ပြန်ခါညငါ O brand ဒီတလုံးကို အကြည့်စုချမယ်ကွာမင်းရှောင်းရင်တော့ပြောပါ ငါရှော့ရင်ဘာလုပ်ပေးရမှာလဲတခြားတော့မဟုတ်ဘူးကွာမင်းရှုံးခဲ့ရင်တော့ဟောဒီနေရာမှာစားတိုင်းတောက်တိုင်းသူ့နကူနေမြဲသွားသားလာလာရှိနေကြတဲ့ပရဝိညာဉ်လောကသားတွေကိုအเจ้าမဲမစော်ကားပါဘူးဆိုတဲ့ခရီးကိုပေးရုံပဲကွာအောင်မလေးကွာပတ်စံများပေးရမလားလို့ဒါလေးများကြာလားလို့ကွာရတယ်စိမ့်လိုက်ဒီလိုနဲ့ပဲသူတို့နှစ်ဦးသားလောင်းကြီးစားကြီးပြိုင်နေတော့ကျွန်တော်တဲကအသက်လက်ကြီးအတွေ့အကြုံလည်းရှိတဲ့ကိုတောင်းညုံဦးက ထက်ကောင်တက်ကောင်ဒါမျိုးကလောင်ကြီးစားကြီးမလောက်ကောင်းဘူးနော်တော်ကြဒုက္ခရောက်ကုန်လို့ခတ်နေမယ်ကဲမိုးနဲ့အောက်ဘက်ကိုဆင်းသွားတယ်ကွာမလောက်ကြပါနဲ့ကွာလောက်မယ်ဗျာကျုပ်ကဒါမျိုးကြုံနေနေရကြာပြီဗျဘာလဲမင်းကတဲချင်လို့လားအေကျူမသိနိုင်ပါဘူးကိုတောင်ရအေးပြောမရလဲမင်းတို့တိုက်နေမင်းတို့ကန်ကွာကိုဖြစ်ကိုခံဥစားလောက်ချင်တပါဆိုလဲတားမရတော့သဘောပေါ်မောင်းလို့ရဒီလိုနဲ့ပဲကိုတောင်ညုံကကင်းနေပေါ်တော်တော်လှည့်ပြီးတော့ဘုဒ္ဓဆောက်ကိုဖတ်နေတယ် ဆယ်နှစ်နာရီထုတ်လို့ကင်းတန်ချောင်းကိုခောက်လိုက်ပါတယ်။တန်ချောင်းခောက်လုပ်ပြီးတဲ့အခါမှာအောင်ရွှေခသူ့ကုန်းတော်ထဲကထုံမှုကိုထုတ်အေးကျူလက်ထဲကိုကမ်းပြီးတယ်။ပြန်တဲ့လူတွေဟာအေးကျူမျက်နှာကိုဝိုင်းပြီးတော့အကဲခတ်ပါတယ်။အေးကျူကသွေးမကြောင်ဘူးဆိုတာကိုထုံမှုကိုစက္ကနဲ့လှည့်ယူလို့အနေမှရှိတဲ့တကောက်ချုံကိုယူကမှောင်ကြကြထမ်းမင်းရှီယာကိုလမ်းသွားလိုက်ပါတယ်။ကျွန်တော်တို့ကတော့ပရဝဉ္ဇဉ်လောကကိုကိုရိမကြုံမှုတည်းလို့မယုံမိပေမဲ့အခုလိုလောင်းကြီးစားကြီးလောက်ကြတဲ့အခါ ကြည့်နေတဲ့အလိုလိုကိုရင်ကုန်စပြုတ်လာတယ်။ဒေဂျူကရင်ကုန်ကော့လို့ခြေတတဲကိုခြေလန်းကျကြီးနဲ့ထွက်လာတယ်။အောင်ရှိကတော့ကိန်းတဲ့ရှိကရက်လို့လက်နိုင်တံမင်းနဲ့လမ်းကြောင်းကိုထိုးပြတယ်။ကျန်လူတွေဟာအေဂျူတကယ်လုံမလို့ဆူးဆိုင်ပြီးဝိုင်းကြည့်ကြတယ်။မကြာခင်မှာအေဂျူဟာကုန်ကတဲ့ကြီးဆွဲနေရဆိုတဲ့တမ်းမင်းကြီးခြေတတဲကိုရောက်ရှိသွားတာ။ထိုးထားတဲ့မီးအောင်ရှေ့မှာမင်းလိုက်ရပါတယ်။သူကတမ်းမင်းကိုမောကြည့်တယ်။တမ်းမင်းရဲ့ဝန်ကျင်ဟာတိတ်ဆိတ်ငြိမ်သက်နေပါတယ်။အနာကဝင်ုံဝင်တဲ့ကလည်း မရွက်တော်မခတ်ဘူးအဲနောက်ထုံးကိုလက်လက်ကောယူထမ်းမဲ့လက်တမီမှာပဲဆက်ဝိုင်းဝိုင်းပြီးတော့ကွင်းနေပြီးတာနဲ့ခါးကြကဓာကိုညာလက်နဲ့ဆွဲထုတ်ယူပြီးတော့ဆက်ဝိုင်းအလုပ်ဘဟုတက်တက်ကို ထိုးဆိုင်ချတယ်ဒါစိတ်တန်ကို တိတ်ဆိတ်နေတာညမလို့အားလုံးကကြားလိုက်ရတယ်ပြီးတာနဲ့ရင်ကော့လက်မြောက်ပြပြီးပြန်လှည့်လာတယ်ခြေလက်နဲ့လက်ကရောက်မှာတော့ငိန်တက်နေတဲ့ထမ်းမင်ကထမ်းရတဲ့ဟာချက်ချင်းပဲအင်အားအယမ်းကိုကြီးမာတဲ့လက်အစုံနဲ့လှုပ်ပြီးရိုက်ဖို့တလို့ပဲဒါမှမဟုတ် လေပြင်းမုန်တိုင်းတစ်ခုဟာရုတ်တရက်ဝင်အဆောင်ခံရသလိုဘုံဘုံတိုင်းတိုင်းအရွက်ချင်းအခက်လက်ချင်းရိုက်ပြီးတော့ဆုံညာသွားတယ်။ရွက်ကိုင်းလက်အချောက်တွေပြုတ်ကျလာတယ်။အဲ့ဒီတည်းနဲ့ပြိုင်အနေမှရှိတဲ့ဝေယုံနဲ့ကုတ်ကုတ်ပင်ပေါ်ကညာအိတ်ကြီးကငှက်အုပ်ကြီးကလည်းဘောကနဲ့အတန်ပြီးပြီးတော့အတန်ဆုံးအော်ကကြောက်လန့်နေကြပဲထပ်ပြန်သွားပါတယ်။ကျွန်တော်တို့အားလုံးထိတ်လန့်ပြီးတော့ဖြစ်သွားတယ်။ပြိုင်တို့ရက်ပြီးအာယုဆိုင်ကြည့်နေတော့မှဖောင်းကနဲ့ရိုက်တန်လို့အတန်မျိုးကျပြီးတော့အောင်မလေးပြအဆိုတဲ့အော်တန်နဲ့ အေဂျူတရားမှောက်ရဲ့ဘုံကနေလဲကျသွားတာကိုလည်းမြင်လိုက်ရပါတယ်။ပထမတော့အေဂျူဟန်ဆောင်နေတယ်လို့ထင်မှတ်ပြီးဟိတ်ကောင်ထားခဲ့ဆိုပြီးတော့ဝိုင်းအောင်ကြတယ်။သုံးလေးကုန်းအော်ပေမဲ့ထမလာပဲနဲ့လူလိမ့်နေရမြင်တဲ့အခါမှာတော့ကိုတောင်းညုံနဲ့ကိုအောင်ရွှေဟာလက်နဲ့တံမီကိုကိုစီထိုးလို့စိုးရင်ပြီးတော့ပြေးသွားကြတာကြောင့်ကျွန်တော်တို့အားလုံးလည်းတို့နောက်ကနေအပြေးလိုက်သွားကြတယ်။မင်းအောင်အောင်မှမြင်လိုက်ရတဲ့မြင်ကွင်းကအေဂျူကရှာတန်းလန်းထွက်ပြီးတော့မျက်ဖြူလန်နေတယ်။လုံနှိုးကြည့်တဲ့အခါလုံးဝမထနိုင်ပဲနဲ့ အေးအေးကြီးပြီးတော့တရေတွေပါဇက်ကစီကြလာတာကိုထူးထူးခြားခြားတွေ့ရတယ်။ဒီလိုနဲ့ကိုအောင်ရှင်နဲ့ကိုတောင်းကျုံကအမြန်ဆုံးလက်လျှော့ပြီးတော့ပြေးမာတယ်။ဒါပေမဲ့လုံးဝမကြောက်ဘူး။ဒါကြောင့်ကျွန်တော်လေဦးကပါကိုပြီးတော့ဝိုင်းမာတယ်။သူ့တကောလုံးကလည်းထူးထူးခြားခြားပဲမြေကြီးမှာဆွဲနေတယ်လို့လုံးဝမားလို့မရဘူး။ထိုင်ရွက်တွေကလည်းလေးမတိုက်ပဲနဲ့ဟုံးနိုင်ကျပြီးကြီးတွေကလည်းပြုတ်တယ်။မကြကမအရက်ခွေးတွေရဲ့ကြက်သိမ်းမွေးရင်ထရာဆွဆွဲငယ်ငယ်ဥဒဏ်ကိုပါကြားလိုက်ရတယ်။ဒီခါမှာ မကြွနိုင်တဲ့ကိုလုံးကိုလက်နှစ်ဖက်ဆွဲပြီးတော့နေကြီးတရုတ်တိုက်ဆွဲလာကြတယ်။ကင်းထဲပေါ်ကိုရောက်တာနဲ့အောင်ရှိခတက်တလောက်မတက်လောက်မှမဟုတ်တယ်မရဘူးရှာတလန့်နဲ့မျက်လုံးကြီးပြုတ်ပြီးတော့ရှိရှိရဲပဲအော်နေတာကဲကွာဒီလိုကြည့်နေလို့မရဘူးကွာဆရာကြီးဥဖြူစီခေါ်သွားမှဖြစ်မယ်ကဲကွာမကြလူချောက်ခန့်မမရတဲ့ကိုလုံးကြီးကိုနောက်ဆုံးမှမြေကြီးကိုတရုတ်တိုက်ဆွဲလို့တုံးလန့်ကြုံမှရှိတဲ့ဆရာကြီးဥဖြူကိုနှုတ်ပြီးအချိုးချောင်းပြပြတယ်ဆရာကြီးက တစ်ချက်လှမ်းကြည့်ပြီးတော့ဩမင်းကခွာစည်းလာတာကိုလာကွာမင်းမဝင်ခဲ့ဆရာကြီးရဲ့ပြောကြောင့်ပဲကျွန်တော်တို့ပို့ပြီးတော့လန့်သွားတယ်အဲ့နောက်အေးကျုကိုဘုရားကန်ရှိကိုအရောက်ပို့ကြတယ်ဆရာကြီးကသူ့ကိုစစ်စစ်တယ်ခဏဦးတော့အပိုးကခံနေရတဲ့အေးကျုဆရာကြီးကိုရှာတလန်မျက်လုံးပြပြနဲ့ဝင်းမပါရင်လက်ဝါးကပြတယ်ဆရာကြီးကအမျိုးမျိုးမြတ်တာရက်ခံတယ်မြတ်တာရက်ခံလို့မရတဲ့ဆုံးမှာဖះရစင်ကရေစင်ကွက်ကိုယူရေစင်နဲ့မျက်နှာကိုတောက်တဲ့ခါမှာတော့ရေနွေးဘူးနဲ့အပတ်ခံရတယ်လို့ ထွန်းထွန်းလှုပ်ပြီးတော့អော်တယ်။ငုတ်တုပ်လည်းထားထိုင်တယ်။အသားတွေကတဆက်ဆက်တုံတယ်။တောက်လည်းခောက်တယ်။ကဲပြော။မင်းဘယ်သူလဲ။ဘဲကလည်းပြောလေ။ကျုပ်ကျုပ်ပြောမှသာပြောစမ်းမှာကွာ။ကျုပ်ကျုပ်ကထန်းကြီးနောင်ကငတ်တေကြီးငတ်တေကြီးပါ။အေးကျုပ်ပါစက်ကနေမူလာအတန်မဟုတ်ဘဲနဲ့အတန်အော်အော်နဲ့ပြောလိုက်တဲ့စကားကိုကြားတဲ့အခါမှာတော့ကျွန်တော်တို့ပို့ပြီးတော့အံ့ဩတုန်လှုပ်သွားပါရဲ့။အော်လွန်ခဲ့တဲ့ကာလက ထမ်းမဲမော်ကကြာခဲ့တဲ့ထမ်းသမားငတဲ့ကြီးလားဟုတ်ဟုတ်တယ်မင်းဘာကြောင့်ဒီလူငယ်ကိုအခုလိုရရဲဆက်ဆက်လောက်ရတာလဲငတဲ့ကြီးသူသူတို့ကျုပ်ကိုအကြိမ်ကြိမ်စော်ကားကြတယ်ညင်ညင်ညံ့လဲဆေးတိုင်းထွားတယ်အခုကျုပ်ကို ကိုတိလက်ရောက်စော်ကားကြတယ်ကျုပ်မကျေနပ်ဘူးသူသူ့ကိုအသေးလို့ရမယ်ဒီကောင်ဒီညသေစေရမယ်သူကသူ့နဖူးကိုထုရင်ဘက်ကိုထုပြီးတော့ကုန်းတော်ပါတယ် ဒီလိုမလုပ်ပါနဲ့ကျုပ်ခွင့်မပြုနိုင်ဘူးမင်းကိုစော်ကားမိတဲ့ကိစ္စကျေနပ်အောင်တောင်းပန်ခိုင်းပါမယ်ဒီတစ်ချိန်တော့ကျုပ်စကားကိုနားထောင်နေနေနဲ့မောင်မင်းတီးခန့်လိုက်ပါငတေးကြီးတီးခန့်ရပါအောင်များပြီဟဲ့သူကပြောပြီးတော့ကျမ်းမြင့်ကိုလဝါနဲ့ဒေါသတကြီးပုတ်ပြန်နေဒီတစ်ချိန်တော့ခွန့်လုပ်ပေးလိုက်ပါကွာမလွတ်ဘူးကဲမင်းကမလိမ်မိုးမလိမ်မာတွေရဲ့မှားရဲ့မိုင်မဲမှုကိုလုံးဝခွင့်မလွတ်နိုင်ဘူးဆိုတော့ကျုပ်ကလည်းတရဝါရီသက်ကို ကရတော့မှာပဲဆရာကြီးကပြောပြောဆိုဆိုနဲ့စေးတော်ဆုံးတဲ့အပဝင်ပုနေတဲ့အေကျူရဲ့ငရေကိုတိဆက်လိုက်ရပုနေတဲ့အေကျူစစူဝါအော်ပြီးတော့ကျမ်းမြစ်မှာတီကောင်ကိုစားဖက်တယ်လို့လူလိမ့်ပြီးတွန့်လိမ့်နေပါတယ်ပူလိုက်တာဗျာကြောက်ပါပြီဗျာဆရာကြီးပူလိုက်တာဗျာလွတ်လွတ်ပါဗျာမင်းခွင်းလို့မယ်လို့ဂရေပြုတ်မလားကျုပ်ကိုမစော်ကားတော့ရင်တော့လွတ်လွတ်ပါမယ်အေးနောင်ကိုမစော်ကားစရာဘူးစိတ်ကြမင်းလှုပ်လိုက်တဲ့ဒဏ်ရာကို အခုချက်ချင်းမင်းကိုယ်တိုင်ပြန်ကုကုလေဆရာကြီးကအဲ့လိုဆုပ်တော်ကိုမျှောက်ပြီးတော့အမိန်ပေးတဲ့အခါမှာအပမိနေတဲ့အေဂျူအားယူထားလိုက်ပြီးတော့လော်ဝါနဲ့ပတ်နဲ့သူ့ရဲ့ရင်နဲ့ကြောကို၃ချိန်၃ကတက်ချလိုက်ပါတယ်။ကုံအောင်နှုတ်နော်။ကုံပြီလား။သူကခေါင်းချိန်ပြတယ်။ပြောင်းအောင်မကုပဲလိန်ညာထတ်တော့ပါကဖះဆူဆူပွင့်တော့လေမကျွတ်မလွတ်ဖြစ်ပါစေလို့ကြင်ရဲလား။ခေါင်းချိန်ပြတယ်။ပြန်ပြန်မရစေ။အေးတာတို့တာတို့ငတဲ့ကြီး အခုလိုတီးခံခွင့်လွှတ်ခြင်းကြောင့်မောင်မင်းဟာပရာဝိညာဉ်မိစ္ဆာပုံသားဘွားကနေကောင်းရာတုဂရိပုံကို ရောက်ရှိခံစားနိုင်ပါသေးဗျာကဲကဲကဲမင်းဌာနကိုမင်းပြောင်းခြင်းရင်ကုတုရောင်လို့ဖျားကိုဦးသုံးကြိမ်တိုက်ပြီးတော့ပြန်ပြီးတော့သူ့ဖျားကိုဦးသုံးကြိမ်တိုက်တယ်ပြီးတဲ့အခါမှာဖုတ်ခနဲ့နေအောင်လဲကျသွားတယ်အခုတော့အေဂျူတတုံတုံလုံးငိမ့်သက်သွားပါတယ်ကျွန်တော်တို့ကအန်အော်ခြင်းကြောက်လန့်ခြင်းနဲ့စိုးရင်စိတ်တွေနဲ့တုံလှုပ်နေကြတယ်ဒီမာတင်ဆရာကြီးဟာသူ့ကိုယ်လုံးပေါ်ကိုရေစင်းနဲ့တောက်ပေးလိုက်လို့ နှိုးလို့ပြောလို့ကျွန်တော်တို့အားလုံးအေးဂျူကိုလှောက်ပြီးတော့နှိုးပါတယ်ခဏကြာမှတော့အေးဂျူတယောက်ဂျုံကနေကြီးထထိုင်ပြီးပတ်ဝန်းကျင်ကိုမျက်လုံးကစားကအထူးဆန်းဖြစ်နေတယ်မင်းပါဖြစ်တာလေတိကယ်လာလူငယ်ကျွန်ကျွန်တော်ဟုတ်ဟုတ်သူ့အတန်းညာစဉ်းစားပြီးတဲ့နောက်ကျွန်တော်လောင်းကြီးစားခြင်းနဲ့ထမ်းမင်းကိုဓာတ်နဲ့သွားဆိုင်ခဲ့ပါတယ်ဒီတော့ပါဆက်ဖြစ်လဲဓာတ်နဲ့ဆိုက်ပြီးပြန်လှည့်မှာလေကြီးမိုးကြီးကြတယ်လို့ထိုင်းလက်တွေတုံးခါမိလာတယ် ကျွန်တော်ကျောကိုလက်ဝါးနဲ့တအားရိုက်ချတာခံလိုက်ရတယ်။ပြီးတော့ကျွန်တော်ဘာမှမသိ။အေးအဲ့ဒီမှာမင်းသတိမင်းနေလို့ကျုပ်စီကိုမင်းတငယ်ချင်းတွေကပို့လာတာ။ဖမ်းမင်းဆောင်ငတိကြီးဆိုတဲ့နန္ဒဘွားကမင်းကိုတန်ခတ်တာ။မင်းကငတိကြီးကဘာလို့လို့မင်းကဓာတ်နဲ့သွားပြီးတော့ဆက်ရတာလဲ။ဘာမှမဟုတ်ပါဘူးဆရာကြီးရဲ့။အေးသူကကိုယ့်ကိုမစော်ကားပဲနဲ့မောင်ရင်ကဘာလို့သူ့ကိုအတက်လို့သွားစော်ကားတာလဲ။ပြောလေကွာ။ကျွန်တော်မယုံလို့ ထောင်ကြီးစားကြီးသွားလုံးမိတာပါဆရာကြီးကျွန်တော်မှားပါတယ်ဗျာ။နောင်ကိုသူ့ဘာသာနေတဲ့ဗရလောကသားတွေကိုအသက်လွတ်မထီမမြင်စော်ကားမော်ကသွားမလုံးနဲ့ကြားလာ။မလုံရဲတော့ပါဘူးဗျာ။မင်းလူတွေကိုမေးကြည့်တယ်။မင်းကိုအသေးလုံးမလို့တဲ့။ဗျာဖះဖះကျွန်တော်ကြောက်ပါပြီ။ရှုံးပါပြီဆရာကြီးဗျာ။အားလုံးမှတ်ထားကြ။မင်းတို့ကငဲသေးတယ်။ဘဝအတွေ့အကြုံနေသေးတယ်။ဗရဝိညာဉ်လောကသား။အားလုံးကမကြုတ်မလို့တဲ့ပုံကိုယ်ရင်း ။အိုးတို့ဘုရားရှင်လက်တက်တယ်ကရှိခဲ့ဘူးလေကွ။ဘုရားဟောကျမ်းဂန်တွေမှာအထင်ရှားလဲရှိတယ်။သူတို့ဟာသူတို့ရဲ့ကုသိုလ်ကံအကုသိုလ်ကံအစွဲလမ်းအပြုတ်မှုတွေကြောင့်ဘဝအဆိုးကောင်းကိုရောက်နေကြတာ။သူတို့ခမညာအနေစင်းရဲ့အစားစင်းရဲ့ဘဝစင်းရဲ့ဖြစ်နေကြတာ။ဒီလိုနှိမ့်ကြတဲ့ဘဝဆိုးကနေလုံမြောက်ဖို့မင်းတို့ငါတို့ကကုသိုလ်ပြုပြီးတော့အမြဝေရမှာလေ။ဒါမှကိုလဲကုသိုလ်ရသူတို့လည်းကျွတ်လို့ဖြစ်ကုန်မှာ။ပြောရရင်တော့ကိုမြတ်တာရှိမှ သူကလည်းမြတ်တာရှိတယ်လို့ပေါ့ကွာ။ ဒါကြောင့်ကိုယ့်ဘက်ကတန့်ဆင်ကြပါကွ။အေးဒီလိုပရဝိညာဉ်လောကသားတွေကိုယ့်ကိုယ်အပ်တဲ့ပုံကိုဆင်းမှာတော့မပါဘူးလေ။ဒါပေမဲ့မစော်ကားကြနဲ့ကွ။ကဲကဲကဲ။မောင်ရင်ကတောင်းပန်ပြီးတော့အမြပေးဝေးလိုက်။ဆရာကြီးရဲ့ဆုံးမဩဝါဒစကားဆုံးတဲ့ခါမှာပဲအေဂျူကဥငတိကြီးခမညာကျွန်တော်လူငယ်တဘာဝကိုရိမကြုံမယုံဖြစ်မိလို့မိုင်မဲရမ်းပြတဲ့အပြုတ်မှုတွေကိုပြုတ်မှုခဲ့ပါတယ်။အခုကိစ္စကိုလည်းခွင့်လို့ပါလို့တောင်းပန်ပါတယ်ခမညာ။ကျွန်တော်ပြုသည်မြတ်တစ္ဆာစကားတွေကိုရေးစုလို့ အမျှတန်းလဲပေးရပါတယ်။ဦးငတေကြီးနဲ့မကြွမလွတ်တဲ့ပုံကိုယ်တွေအားလုံးဒါတို့ခေါ်ကြပါဗျာ။အမျှအမျှအမျှအေကျူရဲ့ဂရီတစ္ဆာတကဆုံးတဲ့ခါမှာဆရာကြီးကမြေတားပို့တယ်။တတက်စင်နိုင်မယ်။ဒီချိန်မှာအပြင်ကနေဟောကနေလေပင်တစ်ချက်ဝေးလိုက်ပြီးတော့ချက်ချင်းပဲခိုးရီထိုးအောင်ကြတာကိုအားလုံးကြားလိုက်ရတယ်။ကျွန်တော်အားလုံးစိုးရင်ကြောင်းဆိုတဲ့ချန်ပီယံကိုမိတို့ကြည့်တယ်။မင်းအောင်မှာရေကနေဖြတ်ပြီးသွားတဲ့အေယာမအရေးကြီးတစ်ခုကိုလည်းလှမ်းတွေ့လိုက်ရပါတယ်။ အဲ့ဒီထိုးအောင်တဲ့ခွေတွေဟာဝိုင်းအောင်ချပြီးတော့အဲ့နောက်ကိုလိုက်ကြတယ်။တချို့ကစူးစူးဝါလိုက်ဟောင်းတယ်။ခွေဥစံနေငိမ့်သက်သွားတော့ဆရာကြီးကပြောပြီးတော့သူအခုမှပြန်သွားတယ်လို့ဆိုတယ်။ဒါလို့နဲ့ကျွန်တော်တို့လည်းဖျားကိုရောဆရာကြီးကိုရောချိုးတေးတေးဥချလို့ကဲနေကိုကြောင်းတဲ့အသေးစိတ်တွေနဲ့ပကုံးချင်းကပ်ပြီးတော့ပြန်လာခဲ့ပါတယ်။အဲ့နောက်ပိုင်းကိုယ်နဲ့ကင်းကြတဲ့ညတွေမှာဘလို့အစားအစာကိုစားစားဦးငှက်တေးကြီးကိုတလောက်တစ်ဖက်တော့ကုသိုလ်ပြုတ်ပြီးတော့ကျွေးမွေးကြတယ်။ထမင်းချက်စားတဲ့ညတွေဆိုရင်တော့ တည်တည်တနတ်ဖတ်နယ်ခင်းပြီးတော့ကုသိုလ်ဒါနပြုတယ်အမြဝေတယ်မေတ္တာပို့တယ်ထို့ကြတာကရတဲရွာထဲမှာတကုမဝင်ရဲ့အတူတချောင်းတော့မပြောက်ခွင့်နဲ့စောင်းလျှောက်ဖို့လဲမေတ္တာရက်ခနဲ့ကင်းဆောင်ရုပ်တရက်အိပ်ပေါ်သွားတဲ့ကတစုံတစ်ယောက်ကကျွန်တော်ကိုလှုံ့လို့တလို့ခန်းစားပြီးနိုးလာတယ်နိုးလို့ထားထိုင်ပြီးမကြခဲ့ဘောကင်းစစ်ဖွဲ့ကလူကြီးတွေလာရောက်ပြီးတော့စစ်စစ်တယ်ဒါကိုလည်းမကြခနကြုံရတယ်အေးကျူကဒီဖိဘက်ကစပြီးတော့သူကိုယ်တိုင်ခန်းစားခဲ့ရတဲ့တေကောင်ပေါင်းလဲစိန်ကောင်မှုဖြစ်စို့ကို အစဉ်တတိယနေပြီးတော့ဘသူကမှလည်းဒုက္ခမပေးရဲပရဝိညာဉ်လောကသားတွေကိုလည်းမတိမမြင်မလုပ်ရတော့ဘူးညာဘက်ကင်းကြခဲ့ရင်ကိုမှုရှင်ဘုရားကိုအရင်ဝင်ရောက်ပြီးတော့ဘုရားရှိခိုးပြီးမှကင်းတဲ့ကိုလာလေးရှိတယ်လို့ဘုရားကုံတော်တွေကိုလည်းရိုးသေးသေးလေးလေးသာသာ